မင်္ဂလာပါရှင် CJ platform ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့မိုးလေဝသအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့နိုဝင်ဘာလ23ရက်နေ့ကြာတာပြည်နေ့အတွက်မိုးလေဝသခမှန်ချက်တွေကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့စာဦးရသည်ရဲ့အရာသားကိုအပြည့်အဝကြိုဆိုရတော့မှာ ဖြစ်ပေမဲ့ရသည်အကူပြောင်းမှာတတိပြုရမယ့်အန်ဒီရဲ့အစ်စ်တွေအကြောင်းကိုအဓိကထားတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးအနေနဲ့ပင်လယ်ပြင်အခြေအနေကိုကြည့်လိုက်ရင်ဘင်္ဂလားပင်လယ်အော်တောက်ပိုင်းမှာ လာမယ့်နိုဝင်ဘာလ22ရက်နေ့နောက်ပိုင်းမှာလေပြာနယ်ရဲ့ဝန်တကူဖြစ်ပေါ်လာပြီးဆိုက်ကလုန်းမုန်တိုင်းအဖြစ်အိန္ဒိယတောင်ပိုင်းကိုဝင်ရောက်နိုင်တဲ့အရေးရောင်နေရှိနေပါတယ်။ဒါပေမဲ့စိုးရိမ်စရာတော့မရှိပါဘူးရှင်။အဲ့ဒီချိန်မှာမြန်မာနိုင်ငံကိုအရှိမျောက်ဆောင်းမုတ်တုပ်လေတွေအကောက်ကောက်နဲ့ဝင်ရောက်နေပြီဖြစ်လို့အဲ့ဒီမုန်တိုင်းရဲ့တက်ရောက်မှုကနေမြန်မာနိုင်ငံလုံးဝကင်းဝေးမှာဖြစ်ပါရဲ့ရှင်။အဲ့ဒီအရှိမျောက်ဆောင်းမုတ်တုပ်လေတွေကြောင့်ပဲလာမယ့်နိုဝင်ဘာလ18ရက်နေ့နဲ့19ရက်နေ့တွေမှာ ရှမ်းပြည်အရှေ့ပိုင်းကနေစပြီးတနိုင်ငံလုံးတိုက်တာနဲ့အပူချိန်တွေတိတိတကကျဆင်းလာတော့မှဖြစ်လို့ဆောက်ရသည်ရဲ့အရာသာကိုအပြေအဝခံစားရတော့မှာပါဒီကနေ့ကြာသပတေးနေ့အတွက်အသေးစိတ်ခံမှန်ချက်တွေကိုကြည့်လိုက်ကြရအောင်ပါရှင်နိုင်ငံရဲ့နေရာအများစုမှာတော့တာယာပွင့်ရခိုင်တုံးများနေပြီးတနင်္သာရီတိုင်းကရင်နဲ့မွန်တို့မှာသာနေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပါတယ်ဒီနေ့မှာတော့နိုင်ငံတော်နေ့ပူချိန်တွေ16ဒီဂရီဆယ်စီယက်ကနေ32ဒီဂရီဆယ်စီယက်ထိရောက်ရှိနိုင်ပြီး ခရဲလိုယောက်ကြီးအညွန်ကိန်အလုံးမြင့်တက်နေပါဗျ။ကချင်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့ကရင်နီပြည်တို့ကလွဲပြီးကြံပြင်းနေတဲ့တိုင်းအလုံးဒီပါမှာခရဲလိုယောက်ကြီးအညွန်ကိန်ဟာအလုံးမြင့်မာတဲ့အစဉ် very high level မှာရောက်ရှိနေပါဗျ။ဒါကြောင့်အခုချိန်ကနေညနေ၄နာရီအတွင်းလေယောက်ကြီးတိုက်ရိုက်ထိတွေ့မှုကိုရှောက်ရှားကြဖို့အထူးကြံပြုလိုပါတယ်ရှင်။စာအုပ်ရသည်ရဲ့ပထမဆုံးအဓိကသတိပေးချက်ကတော့ယူနီများရဲ့နနက်ခင်ခီးသွားသတိပေးချက်ပါ။ဒီကနေ့ညနဲ့မနက်ဖြန်မနက်ပိုင်းပြင်းမှာ ကချင်းစကိုင်းတိုင်းထပ်ပိုင်းချင်းရှမ်းကရင်မွန်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကျကျကနေနေရာဆက်ဆက်မြူဆိုင်နိုင်တာကြောင့်ညပိုင်းနဲ့မနက်ပိုင်းတွင်မှာကုန်းလန်းရီလန်းခရီးသွားတဲ့အနေနဲ့ရင်းအန္တရာယ်ကို အထူးသတိပြုသွားလာကြဖို့လိုအပ်ပါမယ်ရှင်။ပင်လယ်ပြင်မှာတော့လှိုင်းအမြင့်ဟာ၅ပေကနေ9ပေခန့်နဲ့လှိုင်းတင်းတင်းသာရှိနိုင်တာကြောင့်ပင်လယ်ခရီးသွားလာရေးအတွက်စိုးရင်စရာမရှိဘူးလို့ဆိုနိုင်ပါတယ်။ဒီနေ့ကနေစပြီးတာယာရဲ့ရာသီဥတုကိုရောက်ရှိလာပေမဲ့ ခရင်လွန်ရောက်ကြီးအန်ဒီရီကိုတော့တတိပြုကြဖို့လိုအပ်ပါမယ်။ရာသီအကူပြောင်းမှာကျမရေကယူဆိုင်ကြဖို့တိုက်တွန်းရင်ဒီနေ့တော့မိုးလေဝသတရင်ကိုဒီမှာပဲဆုံးသက်လိုက်ပါစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နှင်းမြကြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆော်ရမိုးလေဝသခန့်မှန်းချက်တွေကိုလည်းဆက်လက်ဆောင့်ကြည့်ပေးကြဖို့မြစ်တိုင်ရခန့်လိုပါရဲ့ရှင်။ စီဂျီပလက်ဖောင်ရဲ့မူလဝတ္ထုခမှန်ချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပြီးစစ်ပွေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါတယ်ရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝတ္ထုနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကိုမမရေးသားမျှဝေပေးခဲ့ပါဦးရှင်။